မကောင်းတဲ့အတိတ်နှမိတ်ဆိုရင်ယူဆောင်လိုက်လို့ထင်ကြီးပေးခံနေရတဲ့မြမသချင်းငါဘုံမြမနိုင်ငံဟာဗုဒ္ဓဘာသာကိုးဝင်ချတဲ့နိုင်ငံဖြစ်တယ်လို့ဇဗူတီပါနဲ့ရတောင်ကျောဩဝါနှမိတ်ထုံးတဲ့နိုင်ငံဖြစ်နေသတ်မှတ်ကြပါရစေ။ဒါကြောင့်မြမလူမျိုးတွေဟာအတိတ်နှမိတ်တွေတပောင်တွေကိုယုံကြည်ကြပါရစေ။ဒီဗီဒီယိုမှာတော့မကောင်းတဲ့အတိတ်နှမိတ်တပောင်ကတ်ဆိုးတွေကိုယူဆောင်လာတဲ့ဆိုပြီးတော့ယုံကြည်ကြတဲ့မြမချင်းတွေကိုပြောပြသွားမှာဖြစ်ပါရစေ။နံပါတ်1တောကော်လီ2009ခုနှစ်ဝင်းကျင်မှာတော့နာမည်ကြီးဆိုတော့ဆိုင်းဆိုင်ခန်းလိုက် တချင်းတော့ကတနိုင်ငံလုံးမှာဝဝကွဲအောင်ရေးပန်းစားခဲ့ပါတယ်။ဇော်ဝင်ချင်းကတော့အိုးလေးလှုပ်ပါရေအိုးလေးလှုပ်ပါစတဲ့တချင်းလေးတွေပါဝင်နေတောင်းကောင်လေးတချင်းမှာအစောကတောင်းကောင်လေးတချင်းဟာဆိုရင်ထို့သဖြင့်တနိုင်ငံလုံးကခလေးလူကြီးရဲ့ပါဇက်ဖြားမှာတတော်လေးကိုရေးပန်းစားခဲ့ပါတယ်။အဲ့နောက်ဝင်တော့မကြပါဘူး၂008ခုနှစ်မေလမှာမြန်မာနိုင်ငံကအစိုးဆုံးမုံတိုင်းနာကင်းမုံတိုင်းကြီးကိုလူတွေကကြုံတွေ့ခင်ရတာဖြစ်ပါတယ်။အစောကမုံတိုင်းမှာရေတွေကအိုးတွေကနေရေတွေလိုပေါင်းမင်းခန့်လိုက်တာကြောင့်လဲ AR မှာလူပေါင်း3သိန်းကျော်လောက်အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့်လည်းဆိုင်းဆိုင်းခန့်လိုက်ရင်အိုးလေးလှုပ်သွားတဲ့ချင်းဟာမကောင်းတဲ့အတိတ်နမိတ်စိုးတွေကိုယူဆောင်လာတဲ့တခြင်းလို့သတ်မှတ်ထားကြတာပေါ့။နံပါတ်2ရုံမြတ်သူဆိုထားတဲ့အောက်ဆီဂျင်အဆိုတော်မင်းတန်းနဲ့ရုံမြတ်သူတို့သီးဆိုထားတဲ့အောက်ဆီဂျင်ဆိုတဲ့တခြင်းဟာ2019 2020ဝန်းကျင်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်မှုတွေရခဲ့ပါတယ်။ဒါပေမဲ့လည်းအဆိုပါတခြင်းထွက်ပြီးတဲ့နောက်ပိုင်းသိပ်မကြခင်မှာတနိုင်ငံလုံးကိုကိုဗစ်ရောဂါဆိုကကူးစက်လာတာဖြစ်ပါတယ်။ကိုဗစ်ရောဂါကြောင့်လည်းလူတွေကအသက်ရှူချက်ကအောက်ဆီဂျင်အိုးကိုတနိုင်ငံလုံးတိုင်းရှာခဲ့ရပါတယ်။ အောက်ဆီဂျင်မရလို့လေလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းရုံမြင့်သူရဲ့အောက်ဆီဂျင်သင်းဟာအတိတ်နှမိတ်ဆုံးကြောက်ရွံ့စေတဲ့သင်းလို့သတ်မှတ်ရမှာပါ။နံပါတ်3မျက်ရည်မြင်အဆိုရောမိုးသူရဲ့မျက်ရည်မြင်သင်းဟာပြီးခဲ့တဲ့2024ခုနှစ်မှာအောင်မြင်တဲ့သင်းဖြစ်ခဲ့ပါတယ်။ထို့ဖြစ်တော့မျက်ရည်မြင်သင်းကတိတော့မှာဆိုရင်လည်းအရန်ပတ်ကတိတော့ဆောင်သူတွေကြောင့်မှရေးပန်းစားခဲ့ပါတယ်။ဒါပေမဲ့လည်းမျက်ရည်မြင်သင်းပေါ်ပြီးတိတ်မချခဲ့မှာတနိုင်ငံလုံးဒီမှာရေးကြီးတဲ့ဖြစ်ကိုလည်းရင်ဆိုင်လိုက်ရပါတယ်။မြန်မာနိုင်ငံမှာရေးကြီးတာကနှစ်တိုင်းကြီးတာမဟုတ်လို့မဆန်းပင်ပင် ရဲ့ရင်မြင့်တခြင်းပေါက်ပြီးမှကြီးမားတဲ့ရေပဲဖြစ်ခင်တာမို့လို့လဲလူပေါင်းများစွာအသက်ဆုံးရှုံးရတာမှန်တကယ်မျက်ရည်မြင့်ဖြစ်ခင်ရတာပါဒါကြောင့်လဲအစိုးရမိုးသူရဲ့မျက်ရည်မြင့်တခြင်းကိုအပြစ်တင်သူတွေကလည်းများခဲ့ပါတယ်နံပါတ်လိန်ထူမြန်မာ G5 ရနဲ့ G5 2015ခုနှစ်ကတည်ဆုံထားတဲ့ထူမြန်မာတခြင်းကလည်းလလုံးမှဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့တိုက်ဆိုင်မှုတွေရှိနေတယ်လို့ဆိုပါတယ်ထူးပြင်းတော့ငလင်းဘေးမှာမန်လီမြို့ကလူတွေတိုက်ရင်ပြိုကျမြို့ပြင်ထွက်နေအောင် နမ်းမြူရုံပြိုကျနေတဲ့ဂျေဖိုင်းကနေသူမြမတချင်းတွေကစာသားတွေနဲ့တိုက်ဆိုင်မှုတွေရှိနေကြတာပေါ့ဒါကြောင့်မို့လို့လေငလင်ဘေးအတွက်ဂျော်ဒန်နမိတ်ဖတ်ထားကြတာများလားလို့တွေးနေကြတာပါအစိုးရတချင်းစာသားတွေကနမကြီးကဗျာဖြစ်တဲ့ရင်ဝဲထက်ရေးသားကြတာဖြစ်ပါရင်နံပါတ်5အာလုလာမပေးနဲ့အာလုလာမပေးတဲ့တချင်းကတစ်ခေတစ်ခါမှအစိုးရဝင်းမိုးတီဆိုခဲ့တယ်လို့အခုချိန်မှလည်းကောင်းဆက်နဲ့ဟဲလီတို့ပြန်ဆိုထားတာဖြစ်ပြီးတစ်ခေတစ်ခါရဲ့အပေါင်းဆုံးတချင်းတွေထဲမှာတပုတ်ပါဝင်ဖြစ်ခဲ့ပါတယ် အလုံးလာမပေးတဲ့တခြင်းမှာတော့လင်းရင်ပြန်ကိုခဲနဲ့ပောက်ရင်ထိနေမယ်။ပင်လယ်ပြင်မှာနွားလင်းကြီးတွေမောင်းလို့ခွင်ဘူတာယုံမှာတင်မောကြီးတွေစိုက်လို့တဲ့စတဲ့တခြင်းစာရတဲ့အောင်မြင်ခဲ့တာပါ။အစိုးရတခြင်းထပ်ပြီးတိတ်မကြခဲ့ပါဘူး။တစ်ခေါက်မှရေမကြည့်မှုတဲ့ပြည်မျိုးကတမိုင်းတစ်ချောင်းမှာမကြုံမှုတဲ့အကြီးမားဆုံးသောရေကြည့်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ရွှေစံတော်ဖျားရှိကချင်းလေးယုံကြည်တဲ့ပါဇက်ထီရေကြည့်တော်ကိုလည်းဂျုံတွေးလိုက်ရတဲ့အခါမှာတော့အခုလိုရေကြည့်ရတဲ့အတွက်ဘူတာယုံမှာတင်မောကြီးစိုက်တဲ့ဖြစ်ကိုအားလုံးကမြန်မာချင်းချင်းမြင်တွေ့လိုက်ရတာပါ။ ဒါကြောင့်မလို့လည်းအာလူလာမပေးနဲ့တချင်းရဲ့နမိတ်လို့ယူဆခဲ့ကြတာပါ။ယခုပြောပြခဲ့တာကတော့အတိတ်နမိတ်မကောင်းဘူးလို့ယူဆထားတဲ့တချင်းကားဖို့ပဲဖြစ်ပါတယ်။ဒီတချင်းတွေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးရှင်လည်းပြောသွားခဲ့ကြပါဦး။